ားလေးစွာပါကျွန်တော်ဒီနေ့သင်မဲ့အကြောင်းအရာလေးကတော့ဒီမှာ this pc ကိုဝင်လိုက်ပြီးတော့မှအဲ့ဒီ this pc ထဲမှာရှိတဲ့ view tag ကိုလေ့လာခြင်းပေါ့နော်ပြီးလို့ရှိရင်ဒီ folder ကို icon ပြောင်းနေပြီးလို့ရှိရင်ဒီ adjust date and time ပေါ့နော်ဒီနေစွဲတို့ပြီးလို့ရှိရင်အချိန်ကိုဘယ်လိုပြောင်းမလဲပေါ့နော်ပြီးလို့ရှိရင် notepad မှာမြန်မာလိုရိုက်ပြီးတော့ကျွန်တော်တို့တင်တဲ့နေပြီးလို့ရှိရင် notepad မှာ ဖောက်ပုံစံမျိုးပြောင်းပြီးတော့မှစာရိုက်နေပေါ့နော်အဲ့ဒါလေးကိုသင်မှာဖြစ်ပါတယ်ဒါတော့ပထမဦးစွာအနေနဲ့ကျွန်တော်တို့ this pc ကိုဝင်လိုက်ပြီး view tab ကိုလေ့လာခြင်းပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ကြည့်ပါမယ်အဲ့တော့ကျွန်တော်တို့ဒီ this pc ကိုကျွန်တော်တို့တပက်ကလေးနှိပ်ပြီးတော့ဝင်လိုက်မယ်ဝင်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ view tab ပေါ့နော်ဒီ view tab ကိုမလေ့လာခင်ကျွန်တော်တို့ဒီ c drive နဲ့ဒီ d drive ဆိုပြီးတော့ partition နှစ်ပိုင်းရှိတယ်ပေါ့နော်ကျွန်တော် share နေပြီလဲပြောခဲ့ပြီးဖြစ်ပါတယ်ဒီ c drive ကကျွန်တော်တို့ window တင်ထားတဲ့အပိုင်းပေါ့အဲ့တော့ဘယ်လိုသိနိုင်လဲဆိုတော့ကျွန်တော်တို့ဒီ c drive နဲ့ဒီ c drive နဲ့ d drive ကိုကြည့်လိုက်ပါဗျာ c drive မှာဆိုလို့ရှိရင်ဒီမှာမှာ4000ကွက်လေးတွေရှိရနော်ဒီမှာ4ခုရှိတယ်အဲ့ဒါနေပြီးတော့ဒါ window တင်ထားတဲ့ဟာကိုပြတာပါဗျာနော်ဒီမှာဒီမှာဆိုလို့ရှိရင်မရှိပါဘူးဗျာနော်အဲ့ဒါလေးကိုပြောချင်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ ဒီ view tab ကိုကျွန်တော်တို့သွားလိုက်မယ်တစ်ချက်နှိပ်လိုက်မယ်ပေါ့နော်နှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဘာတွေရှိလဲဆိုတဲ့အခါကျရင်ကျွန်တော်တို့ဒီမှာဟိုဒီ extra large icon ကိုထောက်လိုက်ရင်ဒီမှာပုံတွေကဒီမှာပြောင်းသွားပါတယ်ဗျာနော်ဒီ extra large icon ကိုနှိပ်လိုက်ရင်ဒီမှာအကြီးဖြစ်သွားတယ်ပေါ့နော်ပုံတွေကနေပြီးတော့နော်ဒီ icon တွေကအကြီးဖိုးတာတွေကအကြီးဖြစ်သွားတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ small icon small icon ဆို small icon ပေါ့နော် small icon ပုံစံပြောင်းသွားရဲ ကျွန်တော်တို့ title ဆိုရင် title ပုံစံပြောင်းရတယ်ပေါ့နော်ပြီးလို့ရှိရင် large icon ဆိုရင် large icon ပုံစံပြောင်းရတယ် list ဆိုလို့ရှိရင် list ပုံစံလေးပြောင်းရတယ်ပေါ့နော် content ဆိုရင် content ပုံစံလေးပြောင်းရတယ်ပေါ့ media icon ဆိုလို့ရှိရင် media icon ပုံစံလေးပြောင်းရတယ် detail ဆိုလို့ရှိရင်တော့ detail အသေးစိတ်သူပြတဲ့ပုံစံလေးပြောင်းရတယ်ပေါ့နော် အဲ့ဒါကိုဒီတိုင်းနှိပ်ကြည့်ပြီးတော့ကျွန်တော်တို့ကစားလို့ရတယ်ပြီးလို့ရှိရင်ကိုကြိုက်တဲ့ပုံစံလေးအတိုင်းနေပြီးထားလို့ရပါတယ်ဗျာနော်ကျွန်တော်ကတော့ဒီ large icon လေးပုံစံအတိုင်းကျွန်တော်ထားလိုက်မယ်နော်အဲ့ဒီတော့နောက်တစ်ခုကကျွန်တော်တို့ဒီ view တက်ထဲမှာဘာလုပ်လို့ရလဲဆိုတော့ကျွန်တော်တို့ဒီဟာဒီဒီ item check box ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ဒီမှာအမှန်ချင်းလေးပေးထားလိုက်မယ်ဆိုလို့ရှိရင်ဥမာဒီ folder ကို click တစ်ချက်နှိပ်တာပြပြဒီမှာမျှလေးပေါ့ဒီမှာအွက်လေးပေါ့နော်ဒီမှာ check လုပ်တဲ့ပုံစံလေးပေါ့နော် ဒီဒီမှာ drive ကိုလည်းဒီတိုင်းပဲနှိပ်လိုက်တယ်ဆိုလို့ရှိရင်ဒီမှာချက်လောက်တဲ့ပုံစံလေးပေါ့နော်အဲ့လိုမျိုး select လောက်တဲ့ပုံစံလေးလည်းဖြစ်တာပေါ့ဗျာအဲ့လိုမျိုးဒါမြင်တာတာပေါ့နော်အဲ့လိုမျိုးအဲ့ဒါလေးကိုလုံလို့ရပါတယ်ဒီကောင်းလေးကိုအမှန်ကြီးချုပ်ထားလိုက်မယ်ဆိုလို့ရှိရင်တော့အဲ့လိုလေးမပေါ်တော့ဘူးပေါ့နော်တစ်ချက်နှိပ်ရင်လည်းမပေါ်တော့ဘူးเนาะအဲ့ဒါလေးတခုနောက်တစ်ခုကနေပြီးကျွန်တော်တို့ ဒီ finite and extension ဆိုတဲ့ဟာလေးကိုကျွန်တော်တို့နှိပ်လိုက်မယ်ဆိုလို့ရှိရင်ဘာပြောင်းလဲသွားမလဲဆိုတော့နှိပ်လိုက်မယ်နှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီအแทမှာတော့ကျွန်တော်တို့မမြင်ရဘူးဒီအแทကိုသွားလိုက်မယ်နော်သွားလိုက်မယ်ဆိုလို့ရှိရင်ဒီမှာပါဗျာဒီဥမာ medication ဆိုတဲ့ဒီ file မှာကြာလို့ရှိရင်ကျွန်တော်တို့ဒီမှာ dot .doch ပေါ့နော်ဒါ Microsoft Word ရတာ file extension ကိုပြောတာဖြစ်ပါတယ်ဗျာနော်ဒီမှာဥပမာ ID pad business ဆိုလို့ရှိရင် .rar ဆိုတာ raw file ရဲ့ သူ extension ကိုပြောနေတာဖြစ်ပါတယ်ဗျာเนาะဒါ power point ဆိုလို့ရှင် pptx ပေါ့เนาะအဲ့ဒါသူ့ရဲ့ extension ကိုပြောနေတာဖြစ်ပါတယ်ဗျာအဲ့ဒီတော့ကျွန်တော်တို့ကဒီ view tag ကနေပြီးတော့ကျွန်တော်တို့ဒီ file name and extension ကိုအဲ့ဒါကိုဖြုတ်လိုက်မယ်ဆိုလို့ရှင်ကျွန်တော်တို့ဒီမှာပျောက်သွားပါပြီဗျာเนาะခဏနေပြီး extension တွေမရှိတော့ဘူးเนาะအဲ့ဒါကျွန်တော်တို့ကဒီ software တစ်ခု ဖြစ်ဖြစ်ဒီ fine တစ်ခုဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးအဲ့ဒါလေးကိုကျွန်တော်တို့က fine extension ကိုသိကျင်နေဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ view tag ကနေပြီးတော့ဒီ fine ရဲ့ extension ဆိုတဲ့ဟာလေးကိုကလေးလေးတစ်ချက်နှိပ်ပြီးတော့အမှန်ချစ်လေးပေးလိုက်ရုံပါပဲဗျာနော် okay ပါကျွန်တော်တို့နောက်တစ်ခုဆက်သွားအောင်ကျွန်တော်တို့เนาะပြီးလို့ရှိရင်ဒီမှာ folder ကို icon ပြောင်းနေပေါ့เนาะအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ desktop screen ပေါ်မှာလွတ်နေတဲ့နေရာမှာကျွန်တော်တို့ right click ထောက်မယ်ပြီးလို့ရှိရင် new ကိုသွားမယ်ပြီးရင်ဒီမှာ folder ိုဒါအသစ်တစ်ခုတိဆောက်လိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်အဲ့ဒါကိုကျွန်တော်ကနာမည်ပေးလိုက်မှာပေါ့ KTH training center ပေါ့နော် okay အဲ့လားဆိုပြီးတော့ကျွန်တော်ပေးလိုက်မယ်ဒီကောင်လေးကိုကျွန်တော်ကနေပြီးတော့ဒီ folder အခုဆိုရင်အဝါပုံစံလေးပေါ့နော်ဒီ folder ကိုကျွန်တော်ကနေပြီးဒီ icon ကိုပြောင်းมาဖြစ်ပါတယ်ဗျာနော်အဲ့တော့ဒီပုံမှာ right click တစ်ချက်ထောက်မယ်ပြီးရင် property ကိုသွားမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ customize ဆိုတဲ့ဟာလေးသွားမယ်နော် ပြီးလို့ရှိရင်ဒီမှာ shame icon ဆိုတဲ့ဟာလေးသွားပါမယ်အဲ့ဒီမှာကျွန်တော်တို့ကဒီထဲမှာဒီထဲကပုံစံလေးတွေကကြိုက်တဲ့ပုံလေးကိုပြောင်းလို့ရပါတယ်ဒီထဲတွေကနော်အဲ့လိုမျိုးကိုကြိုက်တဲ့ပုံစံလေးကိုရွှေ့လို့ရတယ်ကျွန်တော်ကတော့ဒီပုံလေးပေါ့ဒါလေးကိုကျွန်တော်ပြောင်းပြမှာဖြစ်ပါတယ်တစ်ချက် click တစ်ချက်နှိပ်မယ်ပြီးလို့ရှိရင် okay ပေါ့နော်ပြီးလို့ရှိရင် apply okay နော်ဒီမှာပြောင်းသွားပါပြီပေါ့နော်အဲ့ဒါနေပြီးတော့ icon ပြောင်းတဲ့ပုံစံဖြစ်ပါတယ်ဗျာကိုကြိုက်တဲ့ icon ထားလို့ရတယ်ခုမှ folder တခုတိဆောက်မယ်တိဆောက်ပြီးတော့အဲ့ဒီ folder ထဲမှာနေပြီးကိုသိမ့်ကျင်တာသိမ့်ပြီးလို့ရှင်ဒါပေမဲ့ folder ပုံစံကိုတော့ကျွန်တော်တို့ခဏလိုပဲကြိုက်တဲ့ပုံစံအတိုင်းနေပြီးကျွန်တော်တို့ပြောင်းလို့ရခြင်းဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီ adjust date and time ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့လေ့လာမှဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ task bar ပေါ်ကနေပြီးတော့နော် ဒီ test bar ပေါ်ကနေပြီးတော့ကျွန်တော်တို့ဒီမှာအချိန်ပေါ့နော်ဒီမှာအဲ့ဒီအချိန်နဲ့နေ့စွဲရှိတဲ့နေရာမှာ ကျွန်တော်တို့ဒီမှာ right click ထောက်လိုက်မယ်ပြီးလို့ရှိရင်ဒီမှာ adjust time adjust day and time ပေါ့နော်အဲ့ဒါလေးရှိရအဲ့ဒါကိုတစ်ချက်နှိပ်လိုက်မယ်ကျွန်တော်တို့နှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကတော့သူဒီ automatic ပြောင်းလာတာပေါ့နော်အလိုလျောက်နေပြီးတော့ပြောင်းလာတဲ့ပုံစံလေးဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့ကဥပမာ ဒါလေးကိုပိတ်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာ shame ဆိုတဲ့ဟာလေးပေါ်လာတယ်ပေါ့နော်အဲဒီတော့ကျွန်တော်တို့ဒီ shame ဆိုတဲ့ဟာလေးကိုနှဲ့လိုက်မယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ဒါကတော့ဒိတ်ပေါ့နော်နေဆွဲပေါ့နေဆွဲတွေကိုကျွန်တော်တို့ဥမာဒီနေဆွဲရမှားနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြောင်းလို့ရတယ်ပေါ့ဗျာနော်အခုလာတော့မေလာဒီနေ့9ရက်နော်2025နော်ဥမာ10ရက်ဆို10ရက်ပြောင်းလို့ရတယ်ပေါ့နော်အခုကတော့9ရက်ဆိုတော့9ရက်ထားလိုက်မယ်အချိန်ကိုလည်းဒီတိုင်းပါဗျာနော်အဲ့လိုမျိုးဒီမှာအချိန်ပြောင်းလို့ရတယ်မနော် ချိန်ပြောင်းလို့ရတယ်ဒီမှာ AM လာ PM လာပါတော့အဲ့လိုမျိုးပြောင်းလို့ရပါတယ်နော်ဒါပြောင်းလို့ရတဲ့နေရာလေးကိုကျွန်တော်ပြတာဖြစ်ပါတယ်အဲ့လိုမျိုးနော် Okay နောက်တစ်ခုကိုကျွန်တော်တို့လေ့လာမယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ note pad နဲ့မြန်မာလိုရိုက်ထားတဲ့ဟာကိုတင်နေပါတော့အဲ့ဒါဘာပြောချင်တာလဲဆိုတော့ကျွန်တော်တို့ note pad ကိုကျွန်တော်တို့ခေါ်လိုက်မယ်ပေါ့နော် note pad ကို comment ဆိုလို့ရှိရင်ကျွန်တော်နှစ်နည်းပြမယ်ပေါ့နော်ကျွန်တော်တို့ဒီ computer ရဲ့ဒီ step ပေါ့နော် ဒီ step ဆိုတဲ့ဟာလေးကိုကျွန်တော်နှိပ်လိုက်မယ်နှိပ်ပြီးတော့ရှိုက်လိုက်မှာပါဗျာ notepad ဆိုပြီးတော့เนาะ keyboard keyboard ဘွားနေပြီးတော့ notepad um o d e p a d ဆိုပြီး keyboard ဘွားရိုက်လိုက်မယ်ဆိုရင်ဒီမှာပေါ်လာပါပြီเนาะအဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ရင် ကျွန်တော်တို့ဒီမှာ notepad ကိုရောက်တယ်เนาะနောက်တစ်ချက်ကတော့ကျွန်တော်တို့နောက်တစ်ခုကဘယ်လိုခေါ်လို့ရလဲဆိုတော့ကျွန်တော်တို့ random walk ကနေပြီးခေါ်လို့လည်းရပါတယ်ဗျာเนาะအဲ့ဒီတော့ကျွန်တော်တို့ window key ကိုဖိထားမယ်ဖိပြီးတော့ အာကိုနှိပ်မယ်အဲ့ဒါဆိုလို့ရှိရင် RAM box လေးပေါ်လာပြီ RAM box လေးပေါ်လာပြီလို့ရှိရင်ဒီ RAM box ပေါ်မှာဒီမှာတော့ရိုက်ပြီးသားရှိတယ်ပေါ့နော် RAM box ပေါ်မှာနေပြီးတော့ဒီမှာ notepad ဆိုပြီးရိုက်လိုက်ရမှာပဲဗျာနော် and o d b a d notepad နော်ပြီးလို့ရှိရင်ဒီမှာ okay ပါဗျာနော် okay အဲ့ဒီမှာကျွန်တော်တို့ကမြန်မာလိုရိုက်မယ်ပေါ့နော်မြန်မာလိုရိုက်မယ်ဆိုလို့အခါကြရင် ဒီမြန်မာဖောင့်နဲ့ကီးဘုတ်ကတော့တွင်းထားဖို့လိုတာပေါ့နော်နောက်ပိုင်းမှာကျွန်တော်အဲ့ဒါလေးကိုသင်မှာဖြစ်ပါတယ်အဲ့တော့ဒီမြန်မာဖောင့်နဲ့ကီးဘုတ်ကိုနေပြီးတော့တွင်းထားဖို့လိုတယ်အဲ့လိုတွင်းပြီးလို့ရှိရင်ကျွန်တော်တို့ကဒီဟိုမြန်မာဖောင့်ရိုက်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကနေပြီးတော့ဒီမှာ control နဲ့ဒီမှာ speed bar ကိုနှိပ်လိုက်မယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာလိုရိုက်လို့ရတော့မှာဖြစ်ပါတယ်ဗျာနော်ဒါမြန်မာလိုပြောင်းတာပေါ့နော်အဲ့တော့ဥပမာဒီမှာ computer တင်တန်းပေါ့နော် computer တင်တန်း okay ပြီးလို့ရှိရင်တခုရိုက်လိုက်မှာပေါ့နော် computer တင်တန်းပြီးတော့ number 1နော်အခြေခံ number 2 yeah ဟုတ်တော့เนาะစသဖြင့်ပေါ့ဗျာ မနံပါတ်3စသဖြင့်ပေါ့နော်ဒီမှာစာတွေမြန်မာလိုတွေရိုက်ထားတယ်ပေါ့နော်ရိုက်ထားတဲ့ဟာကိုကျွန်တော်တို့ကဘယ်လိုသိမ့်မလဲအဲ့ဒါဆိုလို့ရှိရင်ဒီမှာ file ကိုနှိပ်မယ်ပြီးလို့ရှိရင်ဒီ save နှိပ်မယ်နော်နှိပ်ပြီးတော့ဒါဘယ်နေရာမှာသိမ့်မလဲဆိုတဲ့ location ကိုရွေးတာပေါ့နော်ဒီမှာကျွန်တော်တို့က desktop မှာထားမယ် desktop မှာထားပြီးလို့ရှိရင်ဒီမှာဥပမာဒါဟိုထားလိုက်မှာပေါ့နော်အခုနာမည်ပေးလိုက်မှာပေါ့နော် intern ဆိုပြီးပေးလိုက်မယ်ပြီးလို့ရှိရင်ဒီမှာ ခုအရေးကြီးတာကျွန်တော်တို့ကမြန်မာလိုသိမ်းမှဖြစ်တဲ့အတွက်ဒီ encoding ဆိုတဲ့နေရာမှာကျွန်တော်တို့ကတခါတလေတည်းမှာ ANSI ဆိုတဲ့ဟာလေးဖြစ်နေရပြီဖြစ်နေပြီးတော့ဒီဟာလေးဖြစ်နေတယ်ဆိုလို့ရှိရင် save သိမ်းလိုက်လို့ရှိရင်မြန်မာလိုမပေါ်ဘူးเนาะအဲ့လိုမျိုးเนาะအဲ့တော့ကျွန်တော်သိမ်းပြမယ် save เนาะမှာ okay ပြည်လိုက် မတွေ့လားမြန်မာလိုပြောက်သွားတယ်เนาะမြန်မာလိုမပေါ်ဘူးပြเนาะအဲ့ဒါဆိုလို့ရှိရင်ခဏလိုပဲကျွန်တော် notebook ကိုခေါ်လိုက်မယ်ပြန်ပြီးတော့เนาะ နော်တင်တဲ့ခဏကျွန်တော်တို့တင်တဲ့ဟာဒီမှာမြန်မာလိုမပေါ်ဘူးနော်โอเคအဲဆိုရင်ကျွန်တော်တို့ notebook ကိုပြန်ခေါ်မယ်ခဏလိုပဲပြီးလို့ရှိရင်ပြန်ရိုက်မယ်ပေါ့နော်မြန်မာလို computer and number တဲ့အချက်ခံ number နဲ့ရုံတော့ number 3စသဖြင့်ပေါ့နော်ဒါလေးကိုကျွန်တော်တို့သိမ်းမယ် file save เนาะပြီးရင်ဒီမှာ desktop မှာသိမ့်မယ်သိမ့်ပြီးရဒီမှာနာမည်တစ်ခုပြင်မယ်ပေါ့เนาะဒီမှာ kth training လို့ပြလိုက်မယ်เนาะ kth training ပြီးလို့ရှိဒီမှာ utf8 เนาะ utf8 အဲ့ဒါလေးရှိရမှာပေါ့เนาะအဲ့ဒါလေးပြောင်းရမှာပေါ့เนาะ UTF A ဆိုတဲ့ဟာလေးကိုပြောင်းမယ်ပြီးလို့ရှင် save ကိုနှိပ်လိုက်เนาะပြီးရင်ဒီကောင်းလေးကိုပြင်လိုက်ဒီမှာ KDH training အဲ့ဒါလေးကိုဖွင့်ကြည့်။နောက်ဒီမှာเนาะမြန်မာလိုနေပြီးတော့ဒါအတိုင်းပဲတင်လို့ရတယ်ပေါ့နော်အတိအကျနေပြီးခဏကျွန်တော်ပြရတဲ့ encoding နေရာမှာနေပြီးတော့အဲ့ဒါလေးကိုတတိထားဖို့လိုတယ်ပေါ့နော်အဲ့ဒါလေးကိုပြောချင်တာပါ။နောက်တစ်ခုက notebook မှာဖောင့်ပြောင်းပြီးတော့စာရိုက်နေပေါ့နော်အခုကျွန်တော်တို့ဒီမှာခဏကျွန်တော်ရိုက်ထားတဲ့ဟာပေါ့ဒီဟာလေးပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီဟာကိုဖောင့်ပြောင်းပြီးတော့ရိုက်မယ်အခုကတော့မြန်မာလိုပေါ့ဗျာနော်ဒီမှာဖောင့်ပြောင်းပြီးရိုက်မယ်ဆိုလို့ရှိရင်ဒီမှာ format မှာ ဖောက်ပေါ်မှမှာဖောက်ဆိုပြီးတော့ကျွန်တော်တို့ရွေးလိုက်တယ်ပေါ့နော်โอเคပေါ်လာပြီပေါ်လာတဲ့ထဲမှာနေပြီကျွန်တော်တို့ဒီမှာဖောက်ရှိတယ်ဖောက်စတိုင်ရှိတယ် size ရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာဖောက်ပုံစံတွေအများကြီးရှိပါတယ်ဗျာနော်အဲ့လိုမျိုးဥပမာကျွန်တော်ကဒီမှာမြန်မာလိုဒီပုံစံလေးရိုက်ထားတယ်ကျွန်တော်တို့နော် ဥပမာကျွန်တော်ကဒီပုံစံကိုကြိုက်တယ်ဆိုရင်ဒီပုံစံလေးရွေးလိုက်အောင်ပဲเนาะပြီးရင်ရှိုက်လို့ရတယ်ပေါ့ဗျာเนาะပြီးလို့ရှိရင်ဥပမာအင်္ဂလိပ်ပေါ့အင်္ဂလိပ်ဆိုလည်းအင်္ဂလိပ်တရားလေးပေါ့เนาะအလိမ်မြေတရားလေးရိုက်လို့ရတယ်ပြီးလို့ရှိရင်ဒီမှာ font style ကိုပြောင်းလို့ရတယ်ဥပမာ bola ဘိုးဆိုရင်ဒါစာလုံးကထူသွားမယ်ဒီမှာ preview လည်းကြည့်လို့ရတယ်ပေါ့เนาะအဲ regular ဆိုပုံမှန်ဆိုပုံမှန်ပေါ့เนาะအလိမ်မြေဒီမှာ font size ကိုနေပြီးအခုဆို7နှစ် ကျွန်တော်တို့ဆက်ချောက်ထားမလားကြည်လာတယ်ဒီမှာ preview ကြည့်လို့ရတယ်เนาะဒီမှာ20ထားမလားအဲ့လိုလေးပေါ့เนาะအခုကျွန်တော်တို့ကအဲဒီမှာဒီဟာဒီကောင်ဒီဟာလေးကိုရွေးလိုက်မှာပေါ့ဗျာကျွန်တော်ဒီမှာ font တစ်ခုရွေးလိုက်မယ်ကျွန်တော်တို့က font ကဒီ font လေးခဏနော် font တစ်ခုရွေးလိုက်မယ် font တစ်ခု ောင်းတစ်ခုရွှေ့လိုက်မယ်โอเคဒီကောင်လေးဒီ font လေးကိုရွှေ့လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီကောင်လေး bold ထားမယ် font style မှာ bold ထားမယ်ပြီးလို့ရှိရင်ဒီမှာ font size ကို20ထားမယ်ပြီးလို့ရှိရင် okay နော်အဲ့ဒါလေးကိုကျွန်တော်ရိုက်မယ်ရိုက်မယ်ဆိုလို့ရှိရင်အဲ့ okay I see ါဆိုလို့ရှိရင်ဒီမှာဖောင်ကိုရွေးခဲ့တယ်ဖောင်ပုံစံပြီးလို့ရှိရင်ဖောင် size เนาะကျွန်တော်တို့ဖောင် size ရဲ့ပြီးလို့ရှိရင်ကျွန်တော်တို့ဖောင် size ရဲ့ဖောင်ပုံစံရဲ့ကျွန်တော်တို့ပြီးလို့ရှိရင်ဖောင် style ရဲ့ပေါ့เนาะကျွန်တော်တို့ရွေးခဲ့တဲ့ပုံစံအတိုင်းနေပြီးတော့ကျွန်တော်တို့ဒီမှာပေါ်လာတာဖြစ်တယ်ပေါ့เนาะကျွန်တော်တို့ okay အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီကောင်လေးကို selection လုပ်မယ် selection လုပ်ထားပြီးတော့ဒီ font format ထဲက font သွားလိုက်မယ်ပေါ့เนาะ သွားလိုက်ပြီးတော့ကျွန်တော်တို့ကဘူးရိုက်ထားတာဒီပုံစံလေးပေါ့နော်အပုံစံလေးကိုကျွန်တော်တို့နောက်ဖောင်းပုံစံတစ်ခုပြောင်းမယ်ဆိုရင်ဒီပုံစံလေးအနည်းဆက်ဆုံးပြောင်းပြမယ်ဒီကောင်းလေးပြီးလို့ရှိရင်ဒီမှာဘိုးမှာမှသူကနေပြီးတော့ဝေးလေးပေါ့နော်အဲ့လိုမျိုးအဆောင်လေးပေါ့နော်စာလုံးကနေပြီးတော့ဒီပုံစံလေးကိုပြောင်းမယ်ပြီးရင် on site ကိုကျွန်တော်တို့26ထားမယ်မြင်သားပေါ့နော်ပြီးရင် okay ပြရတယ်ပြောင်းသွားတယ်เนาะအဲ့လိုမျိုးဖောင်းပုံစံရောဖောင်းဆိုင်ရောဖောင်းစတိုင်ရောပုံစံလေးပြောင်းသွားပါတယ်ဗျာ အဲ့လိုပုံစံလေးကျွန်တော်တို့ဖောင်းတွေကိုကိုလိုတဲ့ပုံစံအတိုင်းနေပြီးတော့ကျွန်တော်တို့ပြောင်းပြီးတော့ရိုက်လို့ရတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အဆင်ပြေမယ်လို့ထင်ပါတယ်ဗျเนาะ like and sharing လေးတွေလည်းလုပ်ပေးကြပါဦးလို့เนาะ